တင်မေးလိုက်တယ် YouTube သမားဆိုတွေ့ပါလိမ့်မယ် YouTube မှာ post တင်မေးလိုက်တယ်ကြောင်မဲပြန်ရသွားတဲ့ကိစ္စပေါ့နော်အဲ့တော့ကြောင်မဲပြန်ရသွားတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအစိုးရရဲ့ထုတ်ပြန်ချက်ရုပ်တံကိုကျွန်တော်ကြည့်ပါတယ်ကြည့်တဲ့ချိန်မှာစစ်ကြောင်းတွေကတရွာပြီးတရွာကိုရှင်းတဲ့ပုံစံတွေကိုမျှနေပေါ့ဒါရီရှင်ပြသွားတယ်ဘယ်ကနေဘယ်လိုသွားတယ်ခက်ခက်ခက်ခဲဒီကျွန်တော်တို့ဒီဒေါသဝတီမြစ်ကိုအကြောက်ကဘာတွေကူးကူးလို့ရှင်ဒီနောက်ပိန်တို့ဘာတို့တိုက်တိုက်ပြီးလို့ရှင်ဘေးပတ်လေမှာရှိတဲ့ရွာတွေကိုလိုက်တိုက်တဲ့ပုံစံပေါ့အဲ့ဒီရွာတွေမှာ အခြေချထားတဲ့ဒီပလောင်တပုံတွေကိုလိုက်လံရှင်းလင်းတဲ့ပုံစံတွေကတကယ်မိုက်တယ်နော်တကယ်မိုက်တယ်အဲ့ဒီမြားတွေပဲထိုင်ကြည့်နေဒီရွာပြီးဟိုရွာဟိုရွာပြီးလို့ရှင်နောက်ထပ်တရွာအဲ့လိုမျိုးပေါ့တစင်တစင်တိုက်သွားတဲ့ပုံစံပေါ့အဲ့တော့ဒီကြောက်မဲနောင်ချူလမ်းပိုင်းပေါ့ဒီဂုတ်တွင်းလမ်းပိုင်းမှာဘေးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေမှာအခြေချထားတဲ့ဒီပလောင်တပုံတွေကိုအကုန်လုံးစနစ်တကျရှင်းနိုင်ခဲ့တယ်အဲ့ဒါကကျွန်တော်ပြောနေကြစကားတိုင်းပဲစစ်တပ်ကစစ်တပ်လိုတိုက်သွားတာ เนาะစစ်တပ်ကစစ်တပ်လိုတိုက်သွားတာကျွန်တော်တို့မြင်ရတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ခက်ခဲမဲ့ထင်ခဲ့တဲ့ဒီစခန်းသာခန်းစစ်တို့ဘာလို့မှအေးစစ်စစ်နဲ့ကြော်ဖြတ်သွားခဲ့တယ်ကြောင်မဲမျိုးကိုရောက်ရှိသွားတယ်ဆိုပါစို့ကြောင်မဲမျိုးကိုရောက်သွားပြီးတော့တမတော်ကမျိုးဝင်ဆိုင်ဘုတ်ကြီးမှာအလန်နေကြိုင်ပြီးတော့နိုင်ငံတော်လည်းကြိုင်ပြီးတော့တပုန်ရိုက်တယ်တက်လာတယ်ကြောင်မဲမျိုးကိုတမတော်မှာပြန်လဲထိန်ချုပ်ဆိုပြီးတော့အစိုးရတရင်မထုတ်ပြန်ခင်ကတည်းကတမတော်ထောက်ခံတဲ့ Telegram channel တွေမှာတက်လာခဏတစ်ခါကြတော့ ဓာတ်ပုံတော့အေးအေးရိုက်နေနိုင်ပြီလေအာကစားကွင်းနေဆေးရုံနေတရားသူကြီးရုံရှိပလောင်နေမီးရှို့သွားတဲ့မိသက်ရှိပေါ့နော်စသဖြင့်ဒီလိုနေရာတွေမှာဓာတ်ပုံရိုက်ပြီးတော့နော်အောင်မွေးခန့်အောင်မွေးခန့်လိုက်အဲ့ဒီအချိန်ထိရွှေပြည်မြေကခုခံနေစေနော်ရွှေပြည်မြေကရေးတယ်ပေါ့လူကြီးဦးကပြောတယ်ပေါ့လူကြီးဦးကခုချိန်ထိသူတို့ခုခံနေစေဖြစ်ပါတယ်တိုက်ပွဲတွေရှိနေစေပဲပေါ့အဲ့လိုပြောပါတယ် အဲ့တော့ဒီနေ့ထိဆုတ်သွားတဲ့အချိန်ထိတို့ကဘာပြောလဲဆိုတော့လူနဲ့လက်နက်ခဲရန်အင်အားမမျှလို့ခဏဆုတ်ပြလိုက်တာဟာလေခဏပါပဲနောက်ချူတော့ကလည်းဒီလိုပဲပြောပါတယ်နော်နောက်ချူတော့ကလည်းတို့ခဏဆုတ်ပြတယ်လို့ပဲပြောပါတယ်ဒါမဲ့လေအခုချိန်ထိနောက်ချူမပြောနဲ့ကြောက်မဲရတော့တို့ပြန်ပြေးရတဲ့အချိန်ကြီးဖြစ်သွားခဲ့တယ်ဗောနော်ကြောက်မဲမြို့ကိုတက်မတော်ကစတင်ဝင်ရောက်သွားရောဝင်ရောက်တဲ့ချိန်မှာမမျော့လင့်ထားတာမမျော့လင့်ထားဘူးကျွန်တော်လုံးဝမမျော့လင့်ထားဘူးဝင်သွားပြီးတာမန်ပဲနော်တာမန်ပြည်သူတွေမြို့ပေါ်မှာရော ရှိရောရှိပါမလားပေါ့နော်တကယ်တော့မျိုးပေါ်မှာတိုက်ပွဲကြီးကြီးမားမားမဖြစ်သွားပဲနဲ့ပထမတညတွေကဒီပလောင်တပုံတွေကပြေးဖို့ပြင်ထားပြီးသွားပြီလူငယ်တဖုံဝင်နေမျိုးထိတ်လေးရောက်တော့ပလောင်တပုံတွေပြေးပြီပြေးတဲ့ခါကျတော့ဒီစစ်ပွဲဖြစ်လာမယ်အတွေးနဲ့ပုံရှုပ်ွယ်ရှုံနေရတဲ့ပြည်သူတွေကလမ်းမထွက်လာပြီလမ်းမထွက်လာပြီးတော့တပ်မတော်သားတွေကိုကြိုးဆူကြတာပေါ့ကြိုးဆူကြတာပေါ့ပန်းကုန်းတွေစွတ်တပြေပန်းတွေအချိုရည်တွေမုတ်တွေနဲ့ပေါ့ဟာဒါကဘယ်လိုမှ ဆင်ပြီးရိုက်လို့မရတဲ့မြင်ကွင်းပဲဒီမြင်ကွင်းကဘလို့မှဆင်ပြီးတော့ရိုက်လို့မရတဲ့ဇာညုံပဲအလိုလိုဖြစ်ပေါ်လာတဲ့ဇာညုံတစ်ခုပဲကြည်ရတာဗီတိလည်းဖြစ်တယ်သူတို့ရင်မှာဘယ်လောက်များမျောလင့်တောင်းတနေရလဲပေါ့နော်ဘာကြောင့်ဒီလိုဖြစ်လာတာလဲပြည်သူထောင်ထဲချီမြို့လေလမ်းမကြီးမှာနော်ဒီလမ်းမကြီးပေါ့ပြည်တော်စုလမ်းမကြီးပေါ့မှာပြည်သူထောင်ထဲချီဘာလို့ကြိုဆိုတာလဲပေါ့ဒါတွေကတွေးကြည့်လို့ရှိရင်ပြေးကြည့်ထားတဲ့ပုံကြီးမှန်ပါတယ် သူတို့ဖိနှိပ်ခံနေရတာလေသူတို့ဖိနှိပ်ခံနေရဒီတပုံတွေရဲ့လက်အောက်မှာလူတမျိုးမလူတမျိုးဥပဒေတွေနဲ့သူတို့ဖိနှိပ်ခံနေရလွတ်လပ်မှုသူတို့မခံစားရနော်လွတ်လပ်မှုသူတို့မခံစားရအဲ့လိုအခြေအနေမျိုးမှာတက်မတော်ကခက်ခက်ခဲခဲနဲ့တန်းတဲ့ခန္ဓာရင်းပြီးတော့မြို့တဲကိုနိုင်ငံတော်လမ်းကြီးကိုင်ပြီးတော့ဝင်လာတယ်အဲ့ဒီအလံကိုင်နဲ့စစ်တီလာရရှိလာတော့ပြောတတ်သူ့မှာ ပန်းနေဝေးလို့နိုင်ငံတော်အလန့်နဲ့ဗန်းကုန်းနေနဲ့တော်တော်ကြည့်လို့ကောင်းတယ်အဲ့ဒီမြေငွေကမျက်လုံးမှိတ်လိုက်တာနဲ့ကိုမျက်လုံးထဲမှာတမ်းပြီးမြင်လာဒီမှာတိုက်နေတဲ့စစ်တီပေါ့ဒီမှာတိုက်ပွဲမှာဆင်နွှဲခဲ့တဲ့စစ်တီတွေအနေနဲ့လေမျိုးတွေကိုဒီလိုပုံစံနဲ့ဝင်ရတဲ့ခန်းစားချက်ကဒီပေါ်မြောင်းနေတယ်လို့ပဲဖြစ်မှာအားသူတို့လည်းပျော်နေမှာသူတို့ပင်ပန်းခဲ့တာသူတို့ခက်ခဲခဲ့တာ တို့ရင်းနှီးခဲ့တာတို့ပေးဆက်ခဲ့တဲ့အရာတွေအကုန်လုံးကဒီမာတယ်အဆင်ပြေသွားပြီနော်ဒီမာတယ်အဆင်ပြေသွားပြီတို့အတွက်အားလုံးမောပတ်မှုတွေအကုန်လုံးတို့ခံစားခဲ့ရတဲ့နာကျင်မှုတွေအကုန်လုံးပြီးပျောက်သွားပြီတစ်ချိန်လုံးဒီတက်မတော်သားတွေကနော် online မှာမှာပဲဖြစ်ဖြစ်ဒီမြေပြင်မှာတော့မှအပြင်မှာစောင့်ချိတ်ပြောဆိုမှုတွေကိုနော်တို့မျက်ခွေပြုတ်ပြီးတော့တီးခတ်ပြီးခေါင်းငုတ်ပြီးတော့နေလာခဲ့ရတာကနေ ်အခုလိုမျိုးတစ်မျိုးကိုဝင်သွားတဲ့အချိန်မှာဘန်ကုန်းနေစုပ်ပြီးကြူကြနော်တမတော်တချင်းနေမရတရဆိုကြဇာတိမန်တချင်းနေမရတရဆိုကြဒီလိုဂုံပြုခံရတဲ့အခါကျတော့ဘယ်လောက်များ BD ဖြစ်နေမလဲဘယ်လောက်များဝမ်းသာနေကြမလဲတို့နော်အဲပြည်သူစုမှုရမ်းနေလဲပါမှာပဲလीနော်အဲ့ဒီအချိန်မှာတွေးမိမှာပေါ့ဟောငါတို့တမတော်တွေဝင်လာခဲ့တာ ဒီတစ်ခါတော့ဂုံကြီးဆက်အကောင်းဆုံးပဲလို့သူတို့တွေးမှာပဲခေါ့နော်။အဲတော့ထားလိုက်ပါတော့။ကြောင်မဲမျိုးမှာပြည်သူတွေအများပြားကြိုဆိုကြတယ်။များပြားကြိုဆိုကြတယ်။ဒါကကျွန်တော်တို့ဘလို့မှဖန်တီးလို့မရတဲ့ဇလန်းဇညွန်းတစ်ခုပဲ။နောက်ချိန်မှာပြန်ပြီးပြောပြနေရမယ်။အမှတ်ရအောင်မင်းနေမယ်။မြင်ငွေတစ်ခုပဲလို့ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်။အဲတော့တက်မတော်ကကြောင်မဲကိုအလုံးစုံထိန်းချုပ်လိုက်ပြီ။အဲ့လိုထိန်းချုပ်တဲ့အချိန်မှာနောက်မှာရှင်နန်းတွေကလည်းတန်းစီနေတာ။ ကာစီရေယာနဲ့ချီဟုတ်ဆိုထိန်းချုပ်ပြီးတဲ့အချိန်မှာပဲနောက်ကနေကာစီရေယာနဲ့ချီလိုက်လာဒါကြောင့်လေတမရော်ကရန်သူလက်အောက်ကိုကြားရောက်သွားတဲ့ရန်သူဖျက်ဆီးသွားတဲ့မြို့ကိုပြန်လဲတီဆောက်ဖို့အတွက်တခါတည်းအသင့်ပြင်ထားပြီးသားနိုင်ငံဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေကလည်းတခါတည်းရင်နန်းအနေနဲ့စောင့်နေပြီးသားတိတ်မိပြီးဆိုတော့နောက်နေတမ်းမိတက်လာတာပဲနေမရှင်လေးကြီးတွေဘာတွေတော့မှအရင်လိုမျိုးမလုပ်ပြတော့မလုပ်တော့ တခါတည်းတက်တက်လာဘာကြောင့်လဲဆိုတော့ခြေပိုင်းမှာတိုက်တယ်ရကျွန်တော်ပြောခဲ့တယ်လေလမ်းပပတ်လေးမှာရှိတဲ့ရွာတွေအကုန်လုံးတော့သူတို့အခြေချတဲ့နေရာတွေအကုန်လုံးကိုစနစ်တကျပတ်တိုက်ပြီးတော့မှမောင်းထုတ်လိုက်လို့ confident level ဆိုးခိုက်တယ်အဲ့လိုအခြေအနေမျိုးနဲ့နိုင်ငံဝန်ထမ်းတွေရောက်ကြလာအဲ့တော့အဲ့ဒီမှာနိုင်ငံဝန်ထမ်းတွေရောက်နေတဲ့အချိန်မှာသတင်းတပုတ်တက်လာအဲ့ဒါကအကြံဖတ် AP media ပဲပေါ့နော်အဲ့ဒီ media တွေကသတင်းတပုတ်တက်လာကြောက်မဲကိုပြန်ဝင်ရမယ်ဆိုတဲ့ဝန်ထမ်းတွေစိုးရိမ်ထိတ်လန့်နေစသဖြင့်ဒီလိုသတင်းတပုတ်တက်လာဝန်ထမ်းတွေကမြူတွေရောက် ကျိုးနဲ့အမျိုးတွေရောက်နေတတင်းနဲ့လွဲနေတာပြောပြတာဗောနော်ဟိုနဲ့ညအမျိုးတွေရောက်နေမိသက်တပ်ဖွဲ့ဝင်တွေလည်းပါလာမိသက်ကားတွေနဲ့ကြောင်မဲခရိုင်မိသက်ဦးစီးဌာနဆိုပြီးတော့မိသက်ကားတွေအုပ်ချုပ်မှုရင်တွေနဲ့ဆက်ပြီးတော့နောက်မှလည်းဒီလိုစန္ဒပိန်ကားတွေဗောနော်ကုန်တင်ရင်အရှိတွေနဲ့ကြောင်မဲမျိုးတွေဝင်ချလာဆိုတော့ဒါကကြောင်မဲမျိုးပြီးပြပါပြီနော်ကြောင်မဲမျိုးအတွက်ငြင်းညံသွားပြီလွတ်လပ်သွားပြီ အလုံးရှင်းလင်းရေးတွေပါတွေလုတ်ပြီးရင်ပေါ့နော်ရှင်းလင်းရေးတွေပါလို့သူတို့အခြေချတော့တဲ့နေရာမှာမိုင်းရှင်းလင်းရေးတွေပါတွေဆက်လုတ်ပြီးလို့ရှင်ပြန်လို့ရပါပြန်ကြပါတော့နော်အလုံးလည်းကုမျိုးကိုလွမ်းနေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဒါအကုန်လုံးပူးပေါင်းဆောင်ရွက်မှုပဲပြည်သူထောက်ခံမှုပြည်သူရဲ့ပူးပေါင်းပါဝင်မှုပြည်သူပူးပေါင်းပါဝင်မှုနဲ့အတူတရားမကြံအကုန်လုံးပါပါတယ်ကျွန်တော်တည်တတ်မဟုတ်ပြည်သူတည်တတ်မဟုတ်တမတော်တည်တတ်မဟုတ် တက်နဲ့ပြည်သူနဲ့အခြားသောမန်တိုင်အသီးသီးပေါ့မန်တိုင်အသီးသီးခန့်ခိုင်မှမှာနဲ့လက်တွဲရက်တည်ပြီးတော့အခုလိုကြိုးပမ်းခဲ့လို့ဒီနေရာကိုပြန်ပြီးတော့ကျွန်တော်တို့လွတ်လပ်ခွင့်ရတာဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတည်ဆောက်ကြပြန်ပြီးတည်ဆောက်ကြတော့ပေါ့နော်အဲ့တော့အစိုးရကလည်းပြန်တည်ဆောက်ဖို့အတွက်အခု inline အားတိုင်းတွေကိုအနောက်ကရောက်ချလာပြီနော်အဲ့ဒါကြီးဆက်ပြီးလှုပ်ဆောင်တော့မယ်အဲ့တော့ကြောက်မဲပြီးလို့ရှိရင်ဘာဖြစ်မှာလဲတီဘောပေါ့ ော်20နဲ့2မိုင်ဝေးတဲ့တီဘုံပဲတော့တီဘုံမှာလည်းမကြခင်မှာပြည်သူတွေပြန်ပြီးတော့နေထိုင်ရတော့မှာဖြစ်ပါတယ်တီဘုံရသွားပြီဆိုလို့ရှိရင်တော့တောက်လျှောက်ဆက်တက်လို့ရှိရင်ကျွန်တော်တို့လာရှိုးနဲ့ချိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်အဲ့မှာဘလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဆိုတဲ့နေရာလဲသူ့ဘဝနဲ့သူအနာယူဆုံးသတ်ရတော့မှာဖြစ်ပါတယ်အဲ့တော့ပလောင်ကိုပိုင်အချုပ်ခွင့်ရဆိုတာကိုမပြောခင်လေကြောင်းတက်ခိုက်မှုအချုပ်ပြုလုပ်ခဲ့တာလည်းရှိပါတယ်အဲ့ဒါကျွန်တော်ထင်တာတော့ဒီကြောက်မဲကိုလုံကြီးတဖုံဝင်နေမသိမ်းခင်မှာ တော့သူတို့ဒီယုံနေပြီးရှုတယ်အစိုးရယုံနေအများအပြားထွေအုပ်ယုံပြည်သူလူထုနေအိမ်ဖုံးကြီးကြောင်းနော်ပြီးခိုင်ဖြိုးယုံတော့မချောင်သူတို့မီးတွေရှုတယ်ပြီးခိုင်မျိုးယုံလည်းအများအပြားပျက်စီးသွားတာကျွန်တော်တို့ဒီကိုခိုင်စော်တို့ဘာလို့ရိုက်ပြတဲ့အချိန်မှာကျွန်တော်မြင်ရတယ်ဆိုင်ငန်းက78ခန်းရှိတယ်လို့သိရတယ်နော်ကာကွင်းလုံးဝပျက်စီးသွားတာပြာကျသွားမမရရရင်ပေါ့နော်တာယာတွေနဲ့တက်စီတွေလောင်မီမီပုံရှုသွားတယ်ဒါပေမဲ့မီဒီယာတွေမှာလွှင့်တဲ့ခါကျတော့တက်မတော်ကမီးလောင်မုံချလို့အခုလိုမျိုးမီးလောင်ရတာပါဆိုပြီးသူတို့ကပြောတယ် နော်ဒါသူတို့ဘက်ကပြောဘူးနော်ထပ်ပြောပြအဲ့ဒီမှာမီးလောင်ထားတဲ့မီးသက်စခန်းကိုကျွန်တော်ကြည့်ရအောင်မီးသက်စခန်းကတကယ်လို့မီးလောင်မုန်းချတယ်ဆိုလို့ရှိရင်ခေါမူကနေဆလောင်တကယ်လို့မဟုတ်ပဲနဲ့အောက်မှာရှိတဲ့ကားတစ်စီးကိုသူတို့မီးရှို့လိုက်တယ်အဲ့ဒီကားကနေလောင်တဲ့အရာတွေအကုန်လုံးကအပေါ်မီးခိုးတွေတက်လာတာဖြစ်တယ်ကန်ကောင်းထောင်းမဆွာနဲ့ဒါမီးသက်စခန်းကလည်းဟိုတိဆောက်ထားတာခိုင်ခိုင်မာမာကောင်းမွန်တဲ့အခါကျတော့ကားလောက်ပဲမိလောက်ပြီးတော့မီတက်စခန်းအများကြီးမထိသွားခဲ့ဘူးပေါ့နော်ဒီမှာသူတို့ကြောင်ကြကြ နော်လိန်နေတဲ့အရာကြီးကလည်းပေါ်လွင်သွားတယ်အောက်ကနေမီးရှို့ထားတယ်ဆိုတာဒီမှာပေါ်လွင်သွားတာဖြစ်ပါတယ်အဲ့တော့ဒီလိုမီးရှို့ခဲ့တာကြောင့်လည်းဖြစ်မှာပေါ့နော်ဒီပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရထဲမှာရှိတဲ့မန်တုံတို့နမ်ဆန်တို့နမ်မတူတို့ဒီနေရာတွေကိုလည်းလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့တော့ကျွန်တော်သတိပေးတယ်အဲ့ဒီနေရာတွေမှာအင်တာနက်လိုင်းဖြတ်ထားလာတော့ကျွန်တော်မသိဘူးဒါပေမဲ့ Starlink နေတုံးနေတယ်ဆိုတော့ကျွန်တော်သိတယ်။ကျွန်တော်သတိပေးတယ်ကျွန်တော်ဗီဒီယိုကိုကြည့်မိတယ်ဆိုလို့ရှိရင် အမြန်ဆုံးတပုံနေနဲ့ဝေးရမှနေပါဒါကျွန်တော်တို့ရဲ့လှုပ်ဆောင်နိုင်တဲ့အထဲကပြည်သူကိုအကာအကွယ်ပြုနိုင်တဲ့အထဲကလှုပ်တာပဲဖြစ်တယ်တပုံသိမ်းထားရင်တော့ဘယ်တော့မှမငြိမ်းချမ်းဘူးလွတ်လပ်မှုမရှိဘူးအေးချမ်းမှုမရှိဘူးတိုးတက်မှုမရှိဘူးနော်ကိုကိုတိုင်းလဲစောင်းနေကြတဲ့မယ်အဲ့လိုအခြေအနေမျိုးကိုဘယ်တော့မှအယောင်မခံပါနဲ့ကြောက်မဲကအခုလွတ်မြောက်သွားပါပြီနော်ကြောက်မဲကအမှန်တကယ်လွတ်မြောက်နေပြီဖြစ်သွားခဲ့ပါပြီအဲ့တော့အဲ့ဒီလေကြောင်းတိုက်ခိုက်ခံရတဲ့အထဲမှာမိုးကုတ်လဲပါဝင်တယ်လို့ကျွန်တော်တို့သိရပါတယ် သတင်းတွေတင်ဆက်နေရင်းနဲ့မကြခင်မှာကြာရောက်မဲ့နော်ရွေးကောက်ပွဲ2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာကျင်းပမဲ့နော်ကျွန်တော်တို့အထူးထူးရွေးကောက်ပွဲအတွက်မဲစင်းလေးအုတ်ချုပ်ယူမှုယုံနေမှာကတ်ထားပါပြီတဆိုင်အုတ်ချုပ်ယူမှုယုံနေမှာသွားပြီးတော့မဲစင်းကြည့်ကြပါကိုနဲ့မဲမဲစင်းထဲမှာပါပါပါကြည့်ပါတကယ်လို့မပါဘူးဆိုလို့ရှိရင်လေရှောက်လာတွေဖြည့်ပြီးတော့တင်းမှာဘာလို့မပါတာလဲတကယ်လို့ကိုကရွှေပြောင်းနေထိုင်နေသူဖြစ်တယ်ဆိုလို့ရှိရင်လေရှောက်လာတင်းမှာအဲ့ဒီမှာလုံးဝမဲ့လုပ်ငန်းရဲ့အစင်းစင်းကိုမေးမြန်းပြီးတော့ မဲပေးရအောင်ပြုလုပ်ပါနောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့မိသားစုတွေကအဖေတော်၎င်းအဖိုးတော်၎င်းတည်ဆုံသွားခဲ့ပြီတည်ဆုံပြီးသားမှမဲစင်းနဲ့ပါနေတယ်ဆိုလို့ရှိရင်ကန့်ကွက်လာတယ်မှာဘာကြောက်လဲဆိုတော့တည်စင်းကလာဘကောက်မရောက်သေးလို့အဲ့ဒီနာမည်တွေပါနေတာဖြစ်ပါတယ်တကယ်လို့ကိုကဒီရက်ကွက်တွေမှာနေထိုင်တာမှန်ပါလျက်နဲ့အမျိုးမျိုးသော error တွေကြောင့်ကိုရဲ့နာမည်ကိုမိသားစုရဲ့နာမည်မပါလာဘူးဆိုလို့ရှင်လေကန့်ကွက်ပါအကြောင်းကြားပါကိုနာမည်မဲစင်းနဲ့ပေါင်းလောက်ပါလို့ပြောချင်ပါတယ်နောက်တစ်နေ့ဘုတ်ကတော့ မလေးရှားကိုအလုတ်သွားလုပ်မဲ့တရားမဝင်မြန်မာအလုတ်သမားတွေပေါ့နော်ရှေ့ပြောင်းလို့သား90ကိုပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဒီလိုပဲမြန်မာနိုင်ငံကနေပြီးတော့ရွှေ့ပြောင်းပြီးတော့မလေးရှားကိုသွားမဲ့အဖွဲ့တွေပေါ့နော်ထိုင်းမှာအချင်းချင်းဖမ်းဆီးခံရတာဖြစ်ပါတယ်ပွဲစားတွေက ငွေကြီးများပြတောင်းပြီးတော့အမတ်ခံပြီးခေါ်တယ်ဒါပေမဲ့လက်မှတ်ဖမ်းဆီးခံရတယ်ငွေရှုံးတယ်လူထောင်ကြတယ်အကုန်လုံးခတ်ခဲတယ်ဒါလေးကိုသတိပေးချင်လို့ဒါကိုထည့်ပြောထားတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒါဒေါ်နယ်ထရန့်လို့ပြည်သနာပေါ့နော်အဲ့ဒါကအမေရိကန်ရဲ့အထက်လွှတ်တော်မှာအစိုးရရန်ပုံငွေဆက်လက်ချထားရေးနဲ့ပတ်သက်ပြီးတော့ဥပဒေကြမ်းကိုမဲခွဲဆုံးဖြတ်ရမှာရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့ Federal အစိုးရက budget ပေါ့နော်ပန်းတော်ငွေပြတ်တောက်မဲ့အခြေအနေဖြစ်နေတယ်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းထားမဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့သိရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံထဲမှာဒီလိုဖြစ်လို့ရှိရင်ကမောက်ကမဖြစ်တတ်တဲ့အရာတွေရှိတယ် stock share ဈေးတွေမငြိမ်တာရွှေဈေးတွေဒေါ်လာဈေးတွေမငြိမ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ချူသော stock share ဈေးတွေဆိုထိုးကြတတ်ပါတယ်เนาะဒါတွေလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းတွေကတော့တာချီလေးမှာရေထက်ကြီးနေတယ်ပေါ့နော်အဲ့တော့တစ်နှစ်ထဲမှာတာချီလေးလိုနေရာမှာ ရီအချိန်ပေါင်း15ချိန်ကျော်လောက်ရည်ကြီးခဲ့တယ်လို့ကျွန်တော်ဒီလိုပဲမှတ်မိမှာထင်ပါတယ်15ချိန်ကျော်16ချိန်လောက်ရည်ကြီးခဲ့တယ်ဒီထက်လည်းပိုကောင်းပိုနိုင်တယ်ပေါ့နော်အဲ့တော့ဘာလို့အဲ့လောက်တောင်ရည်ကြီးတာများနေတာလဲပေါ့နော်ဒါပြန်သုံးသပ်ဖို့လိုတယ်အပေါ်ကနေအဲဆင်းလာတဲ့ချောင်းနေကောလာလို့လားနော်တဘောပုံငင်မထိန်သိမ့်လို့လားဒါကြီးလည်းပြန်ပြီးတော့သုံးသပ်ဖို့လိုမယ်ထင်ပါတယ်အပေါ်မှာတဘောတရားစာတတွေကိုစိမက်ကံပဲထုတ်နေတာလားဒါကြောင့်မို့လို့တဘောပုံငင်ပြက်စီပြီးတော့ခုလိုမျိုး နှစ်စဉ်ကိုတနှစ်ကိုရေး၄50ကျင်းလောက်ကြီးနေတာဒါကတော့ပုံမှန်ချင်းနေတခုမဟုတ်လို့ပဲပြောချင်ပါတယ်။တဆန်အတောင်ရှိတဲ့သူတွေအနေနဲ့ဒါကိုပြန်ပြီးတော့သုံးသက်တဲ့လို့ထင်ပါတယ်။နောက်တဲ့ဒီနေ့ကတော့အောက်တိုဘာ၁ရက်နေ့ကမြန်မာနိုင်ငံရဲတပ်ဖွဲ့နေဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားကိုနေပြည်တော်မှာကျင်းပခဲ့ပြီးတော့နိုင်ငံတော်လူညွန်ရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်ယာယီသမရဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်။ဒီတက်ရောက်တဲ့ပွဲမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရေးချင်းအရေးအသွေးတွေအပြင်ပြည်သူဆက်ဆံရေးနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းနားလေကောင်းမွန်နေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းယာယီသမရကပြောဆိုသွားပါတယ်အဲ့တော့မန္တလေးရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့အမြဲတမ်းလူရှင်တော်တွေပြက်စီရရုပ်ရှင်တွေထည့်ရိုက်စီရပေါ့နော်ဒီလိုမတိကလုတ်ထိကလုတ်ပြောစီရတွေအထိအောက်ချီမှာအချို့သောရဲဝန်တွေရဲ့ဆက်ဆံရေးတွေကအစင်နေမကောင်းနော်ရုပ်ရှင်စင်စာတွေမှာဒါပေဖြက်မှာဆိုလို့ဒါကောင်းကောင်းရိုက်နေကြတာတကယ်တမ်းတချို့နေရာတွေမှာဆက်ဆံရေးမကောင်းတဲ့ရဲဝန်တွေရှိတယ် เนาะကောင်းတဲ့ရဲဝင်တဲ့အနေနဲ့လည်းကျွန်တော်ကြုံဘူးတယ်အဆဆရရအကူညီရအဆစကားပြောဆိုရအဆကျွန်တော်ကိုယ်အကူညီလာပြန်တောင်းတယ်ဆိုလို့ရှိရင်တော့เนาะ information နဲ့ပတ်သက်ပြီးတော့အကူဒီ information နဲ့ရှိရင်ပေးပါအောင်ဆိုလို့ရှိရင်အဲ့လိုအကူညီတောင်းမယ်ဆိုလို့ရှိရင်တော့တကယ်ကိုချူချူတတပြပြငငါနဲ့ကျွန်တော်တို့ဘက်ကအကူညီတောင်းခံမယ်ဆိုလို့ရှိရင်လည်းချူချူတတပြပြငငါနဲ့ပြန်ပြီးပေးတတ်တဲ့ရတဲ့ဖုံးမင်းလည်းရှိတယ်မရှိတဲ့သူတွေလည်းရှိတယ်အူမဂိတ်ဒီမှာတောင်းဝန်ကြနေတဲ့သူတွေဆိုလို့ရှိရင်လည်းစကားပြောဆိုတွေအဆင်မပြေတာမျိုးကြီးလဲကြုံရတယ်ပေါ့နော်နိုင်ငံတော်ယာယီသမရရဲ့မှာကြားချက်အတိုင်းပဲတကယ့် စံပြရေးဖြစ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့တက်မတော်ကပြည်တွင်းမှာအခြေအနေတွေ agent တည်ငြိမ်နေတယ်ဆိုရင်စခန်းထဲထွက်လာစရာအကြောင်းမရှိဘူး။သူ့လို့သူလုံနေတာ။သူနဲ့ဒီပြင်ပလောကနဲ့တိတ်မဆိုင်ဘူး။တော်သူလေးချင်းပဲ။တော်သူတက်မတော်တွေမှာဖွံ့ဖြိုးတိုးတက်ရည်တွေတော်နေသူဆက်လုံ။အဲ့ကျွန်တော်တို့နဲ့လည်းသူတို့နဲ့မဆိုင်တော့ဘူး။သူတို့ကလည်းသူတို့စခန်းထဲမှာနေတဲ့သူတွေဖြစ်တယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကြတော့အဲ့လိုမဟုတ်ဘူး။နော်။ရေလုံငန်းအကုန်လုံးကပြည်သူ့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်တယ်။ပြည်သူကိုအနီးကပ်အကာအကွယ်ပြုရတဲ့သူတွေဖြစ်တယ်။ ပြည်သူရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးရတဲ့သူတွေဖြစ်တယ်။တရားမျှတမှုကိုကန့်ဆောင်ထားရတဲ့သူတွေဖြစ်တယ်။အဲ့ဒီအတွက်အတက်နိုင်ဆုံးတော့ကိုကိုတိုင်းလက်ရှိနိုင်ငံတော်ယာယီသမ္မတရဲ့မှာကြားချက်တိုင်းပဲပေါ့နော်။ပြည်သူတွေနဲ့ဆက်ဆံရမှာကောင်းကောင်းမွန်မွန်နဲ့အမှန်တရားတွေကိုပြည်သူတွေလက်ထဲထည့်ပေးနိုင်အောင်လို့စူးစမ်းရမှာဖြစ်ပါတယ်။နော်ဒါကကျွန်တော်တို့မြင်ချင်တဲ့အရာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ အရေးအချင်းနဲ့အရေးအသွေးပေါ့ဒါတွေအကုန်လုံးပြည့်စုံကောင်းမွန်တဲ့သူတွေဖြစ်လဲကျွန်တော်မြင်ချင်တယ်ပေါ့။ဘာကြောင့်လဲနိုင်ငံတကာမှာရေတပ်ဖွဲ့ဝင်တွေကြီးလိုက်လို့ရှိရင်အဲစမတ်ကြနေတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်ကျွန်တော်သိအားကြ။အဲအဲ့ဒီပုံစံမျိုးကျွန်တော်တို့နိုင်ငံကရေတပ်ဖွဲ့ဝင်တွေမှာလည်းကျွန်တော်တို့မြင်ချင်တယ်။ဒါကကောင်းသိချင်လို့ပြောတာဖြစ်ပါတယ်။လက်ရှိမှာမကောင်းလို့ပြောနေတာမဟုတ်ဘူး။ခုနပြောသလိုပဲအကောင်းဆိုးဆိုတာတော့ဒုံတွဲနေတာပဲ။ဒါပေမဲ့အဆိုးဆိုတာနင်းနိုင်တယ်များနင်းအောင်လျှော့ချသွားနိုင်တယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်အတွက်ရောကျွန်တော်တို့နိုင်ငံရဲ့မျက်နှာအတွက်ရောအကုန်လုံး အဆင်ပြေစီမှာဖြစ်ပါတယ်။နောက်တစ်တင်းတစ်ပုဒ်ကတော့တလားတလားကိုပေါ့နော်ကြားပြည်နေတဲ့မှာအခွန်ရရှိတာသူတို့အခွန်လို့ပြောတယ်ပေါ့နော်စက်ကြီးရရှိတာသိန်းပေါင်း9000လောက်ရှိတယ်လို့ပြောတယ်။တလားကိုစက်ကြီးက9ဘီလီယံလောက်ရတယ်။သူတို့အင်အားဘယ်လောက်ရှိမှာသိန်းနဲ့မချိပါဘူး။ဟောသိန်းနဲ့မချိပါဘူး။တောင်ကနန်းတော့မှခက်ပြုတ်ပြုတ်ပဲရှိမှာ။တောင်ကနန်းတော့ခက်ပြုတ်ပြုတ်ပဲရှိမှာ။အဲ့တော့ဒီလောက်လူအင်အားပေါ့နော်ဒီလောက်လေးနဲ့သူတို့ရဲ့အတုံးစီပူပူတတကိုရှိနိုင်တယ် ပူပူတတောင်ရှိနိုင်တယ်။ဒါပေမဲ့လေအဲ့ဒီသိန်းပေါင်း9000ပေါ့9ဘီလီယံအဲ့ဒါလည်းမလောက်ငါဘူးလို့ကရားကတောင်းကျန်းသူခေါင်းဆောင်မာဝီရပြောတယ်။လက်ရှိချိန်မှာလူမျိုးတစ်ဖက်ဝင်နေနေနဲ့ပရူဆိုဘတ်ချန်ကိုဒါစစ်ကြောင်းထိုးနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်ပေါ့နော်။အဲ့ဒါကိုသူတို့ဘလူဟန်တားမလဲဆိုတာသူတို့မှာခွန်အားမရှိဘူး။အင်အားလည်းမရှိတော့ဘူး။အဲ့တော့အဲ့ဒီသိန်း9000ကသူတို့အတွက်မလောက်ဘူးပေါ့။နော်သိန်းပေါင်း9000သူတို့အတွက်မလောက်ဘူး။အဲ့အတွက်ညှိတွားနေတယ်ပေါ့နော်။ခွက်ခေါက်နေတယ်ပေါ့ အဲသူတို့ကသိန်းပေါင်း9000ရတယ်လို့ပြောပြီးမဲ့နော် PDF တယောက်ကဘာတင်ထားလဲဆိုတော့သူတို့ရဲ့နေစရာအိမ်ကိုသူတို့ပြန်မဆောက်နိုင်ဘူးနေစရာအိမ်ဆိုတော့သူတို့စခန်းပြောတာဖြစ်ပါမနော်အဲ့တော့ပြန်မဆောက်နိုင်တဲ့အပြင်ကိုစားဖို့နေနေတတာတဲ့တကယ်လို့ PDF တွေတည်သွားရင်တော့အကောင့်ဘူးတသိန်း3000မရှိတာနဲ့တည်နိုင်မှာမဟုတ်ဘူးတဲ့နော်ဒါပေမဲ့ကျွန်တော်တည်တဲ့လောက်ကတော့သူတို့အကောင့်နဲ့သိမ့်မထည့်ကြပါဘူးတော်တော်များထားခဲ့တာနဲ့မြေကြီးတဲ့မြို့ပြတာနဲ့ချောင်းထဲကန်ချခဲ့တာနဲ့ပဲများတယ်ပေါ့နော် ဆိုတော့ဒီသားတို့အကောင့်ပေါ့နော်ထင်းယူသားနဲ့လုပ်ရင်တော့တသိသုံးသောင်းရှိတယ်ပေါ့အကောင့်ဘူးတော့မတက်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့အချိန်ပိုင်းမှာလည်းသူတို့ပတ်စံပြီးတဲ့သူတွေကလည်းတစင်းတစင်းနဲ့နိုင်ငံညာကနေပြီးတော့ပို့တာနည်း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 ဂျားထဲမှာပေါ့နော်ကုံကုံလာတာအောက်ခြေရောက်တဲ့အခါကျတော့သူအခေါင်းဘူးမရှိတဲ့ဘဝကိုရောက်သွားတဲ့အချိန်ကြီးဖြစ်ပါတယ်နောက်တတိယဘုကတော့ကျွန်တော်တို့တံပိုးမဖြတ်နိုင်တဲ့လူတူဆုံရှုံနေပေါ့နော်အဲတူးတဲ့တော့မဟုတ်ပါဘူးနော်ဒီရက်ပိုင်းမှာတံပိုးမဖြတ်နိုင်တဲ့သူတွေဆုံရှုံမှုများပါတယ်အခုလည်း ဒါကျွန်တော်တို့ပကြီဆရာကြီးပေါ့နော်ကန္နဝင်ပကြီဆရာကြီးဦးလုံးကျွဲအသက်96နှစ်အရွယ်မှာကွယ်လွန်အနေအဆရောက်တယ်လို့သိရပါတယ်။ဒါကကျွန်တော်တို့မြန်မာနိုင်ငံအတွက်တမိုးမဖြစ်နိုင်တဲ့ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။ဘာပြောအရင်ရက်ကကျွန်တော်ပြောခဲ့သလိုပဲဒီလမ်းကတနည်းတော့သွားမှာပေါ့နော်။ဒါပေမဲ့ဒါအသေးမဦးကညံဦးအောင်ပေါ့နော်ကျွန်တော်တို့ထားခဲ့ရမယ့်အမွေတွေပေါ့ကျွန်တော်ထားခဲ့ရမယ့်အမွေတွေကိုစနေတကြလက်စစ်ကန်းသွားမှသာလျှင်ဥဖြူကဒီလောက်တော်တယ်အဲ့တော့ဥဖြူကလက်စစ်ကန်းခဲ့တဲ့တပည့်တွေက အဒီတက်ပို့ပြီးတော်တယ်နိုင်ငံကုန်ဒီတက်ပို့ပြီးစောင့်နိုင်တယ်ဒီတက်ပို့ပြီးတမိုင်းတွင်မဲ့အရာတွေလွတ်ဆောင်နေတဲ့သူတွေထားပြီးခဲ့နိုင်မှသာလျှင်ကျွန်တော်တို့တာဝန်ကျေကြမှာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒီရက်ပိုင်းမှာကြောက်ဖြူမှာတိုက်ပွဲတွေပြန်ပြီးပြင်းထန်နေပါတယ်အဲ့ဒီလိုပဲဗမော်လည်းအနီးတစ်ဝိုက်မှာနမေရှင်းလင်းရေးတွေဆက်လက်လွတ်ဆောင်နေပါတယ်ဆိုတော့ဒီတိုက်ပွဲတွေမှာနော်ခေတ်သစ်တရင်ကိုသွားကြည့်လို့ရှင်တော့လူမျိုးတစ်ဖုံကြီးအများပြားကြာဆုံးတာမြင်ရပါလိမ့်မယ် ဒါပေမဲ့လည်းမြေပြင်မှာသူတို့ရဲ့အလောင်းလက်နက်တွေကိုလူမျိုးတဖုံတွေကသိသိရမိထားတာရှိပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့တောင်တာမှာခီးတဲ့တရင်နဲ့လိုက်လာတဲ့ဆယ်မြောင်းဦးစီးဌာနကဝန်ထမ်းတူကို PDF တွေဖမ်းဆီးခုန်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီဆယ်မြောင်းကဝန်ထမ်းကသူ့နာမည်ကတော့ဦးတန်းထွန်းအောင်ဖြစ်ပါတယ်။သူကဆယ်မြောင်းနဲ့ရေအတုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကဖြစ်ပြီးတော့ရန်နယာမောင်းနှင်သူဖြစ်ပါတယ်။ဦးတန်းထွန်းအောင်ကိုဒါဘဲဦးဖတ်ခေါ်သွားလဲတော့ကျွန်တော်တို့မသိပါဘူး။ နောက်တနေ့တော့ကတော့အညာဒေတာမှာ NUG ကနေကောက်ခိုင်းနေဆိုပြီးတော့ကြေးရအုပ်စုတစုကို42သိန်းတာသက်လိုက်စင်ကောက်ပါတယ်နော်တာသက်လိုက်စင်ကောက်ပါတယ်ဒါကလားစင်ကောက်တာဖြစ်ပါတယ်သူတို့ကတော့တိုက်နယ်နဲ့သုံးနှုန်းတော့ဗောနော်တိုက်နယ်တစ်ခုကို42သိန်းကောက်တယ်ပေါ့အဲ့တော့သူတို့မှတိုက်နယ်10ခုဆိုလို့ရှိရင်တလားလတ်သိန်း400 500နီးပါရတယ်ပေါ့နော်ဒါကဒီလိုမျိုးပြည်သူစီကစက်ကြီးကောက်တော့ပေါ့တာသက်လန့်စင်ခေါင်းစင်တက်ပြီးတော့စက်ကြီးကောက်တယ် ဆိုတော့လမ်းမှာဂိတ်တားပြီးတော့ပတ်စံကောက်တာလည်းရှိတယ်။နောက်ပြီးတော့နောက်ပြီးတော့ဒီတစ်ထုတ်တာတွေလည်းရှိတယ်။တစ်ထုတ်တာတွေက PDF တွေကိုယ်တိုင်တစ်ထုတ်တယ်လို့မျိုးပဲတစ်ထုတ်တဲ့သူတွေကို PDF ခေါင်းဆောင်တွေကလက်မှတ်ထိုးပေးပြီးတော့တစ်ထုတ်ခိုင်းတာလည်းရှိတယ်။ဒါပေမဲ့စရင်ရှင်းတဲ့ခါကြလို့ရှိရင်တဲ့သူတို့စီမှာ zero budget ဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်။ဘာပဲပြောသူတို့ကလုတ်တော့လုတ်ပြတာပဲလေနော်။ဒါပေမဲ့ပတ်စံကတော့မရှိဘူးလေနော်။သူတို့ကြားဖြတ်မော။နောက်ထပ်လည်း ဒါအလိန်ခံရတဲ့ဖြစ်စဉ်တစ်ခုပြောပါမယ်ကျွန်တော်အလိန်ခံခဲ့ရသည်ရှိတော့ဗီဒီယိုထဲကတယောက်ယောက်အလိန်ခံခဲ့ရသည်ရှိတော့မချက်ပါနဲ့မချက်ပါနဲ့နော်ဒါချက်เสียမဟုတ်ဘူးကျွန်တော်တို့အလိန်ခံရတဲ့ကိစ္စကိုတခြားလူအလိန်မခံရအောင်ကျွန်တော်တို့ပြောပါမယ်ဒါကအလိန်ညာလုစားတဲ့သူတွေအတွက်နော်နေချင်းသွားအောင်ကျွန်တော်လောမှာဖြစ်ပါတယ်အခုမပြင်းသိနိုင်ငံကမျိုးသမီးတူဦးပေါ့နော်အဲ့ဒီမျိုးသမီးကပေါင်9သိန်းလောက်အလိန်ခံခဲ့ရပါတယ်သူဘလို့အလိန်ခံခဲ့ရလဲဆိုတော့သူ့စီကို ဒါဆာလာပို့တယ်ပေါ့နော် Brapic ရဲ့အမေပေါ့ Brapic ရုပ်ရှင်မင်းသား Brapic ရဲ့အမေဖြစ်တယ်အဲ Brapic ကလက်ရှိချိန်မှာကင်ဆာယောဂပုံစံမျိုးခံစားနေရတယ်အဲ့ဒီအတွက် Brapic ကိုဝိုင်းဝန်းကူညီပါအောင်ဆိုပြီးတော့ Brapic ရဲ့ပုံတွေကိုပို့တယ်ပြီးတော့ AI နဲ့ generate လုပ်ထားတဲ့ပုံတွေကိုပို့တယ်ပို့ပြီးတော့အဲပတ်စံချီးတယ်ပေါ့နော်အဲ့လိုအလီလီပေးရင်ပေးနဲ့ပေါင်9သိန်းနီးပါးကိုပေးလိုက်တယ်နောက်ဆုံးတော့မှဒါ AI ပုံဖြစ်နေတယ်သူအလိန်ခံမှန်းသိပေါ့နော် အဲ့လိုမျိုးသူ့ကိုယ်သူအလိန်ခံရမှန်တည်တဲ့အချိန်မှာရှက်လို့ဆိုပြီးတော့သူ့ကိုယ်သူအဆုံးစီရင်မှုတော့သူစူးစမ်းခဲ့တယ်ပေါ့နော်။ဒါပေမဲ့ပြောချင်တာကနောက်လူတွေမဖြစ်ဖို့အတွက်နမူနာယူဖို့အတွက်အခုလိုမျိုးလောရမှာဖြစ်ပါတယ်။အဲ့တော့ဒီလိုလူမျိုးတော့အလိန်ခံရတယ်ငါအလိန်ခံရတာဘာဆန်းလို့လဲလဲမလုပ်ပါနဲ့ဘူးနော်။အဲ့တော့နီးပညာတွေမြင့်လာတယ် AI နီးစတဲ့နီးပညာတွေမြင့်လာတာဖြစ်တဲ့အတွက်နီးပညာနောက်တွေကိုကျွန်တော်တို့လိုက်ရမယ်နော်။ပုံတပုံအခုကျွန်တော်မျက်နာနဲ့ရုပ်တူတဲ့ဗီဒီယိုတစ်ခုကိုချိန်မီကောက်လုပ်လို့ရတယ်အတန်ပြောင်းလိုက်လို့ရတယ် နော်အဲ့ဒီတော့အစ်စ်မှန်ဟုတ်မဟုတ်ဆိုတာမူရင်းပိုင်ခင်စီကိုအတည်ပြုပြီးတော့မှယုံကြည်ကြပါလို့ပြောချင်ပါတယ်။မကြခင်မှာကြားရောက်မဲ့ယူကောက်ပွဲမှာလည်းဒီ AI နဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးရှိလာနိုင်တယ်။အဲ့ဒီအတွက်ဒီနိုင်ငံရေးကောင်းဆောင်ကဒီစကားကိုပြောခဲ့ရလားဆိုတာတည်တည်ချာချာသူ့ရဲ့နိုင်ငံရေးပါတီဝင်တွေနော်သူတို့စီမှာတေချာအတည်ပြုပြီးတော့မှဒါမှမဟုတ်လို့ရှိရင်လက်ရှိနိုင်ငံတော်အကြီးအကဲတွေလက်ရှိနော်ယူကောက်ပွဲကော်မရှင်စတဲ့တာဝန်ရှိတဲ့သူအတီးတီး သူတို့ပြောတဲ့စကားတွေကဒါမူမမှန်တဲ့စကားဆိုလို့ရှိရင်တက်ဆိုင်ရာအတီးပြူနိုင်တဲ့သူတူဦးစီကိုပြပုတ်ပြီးမေးမြန်းပြီးမှသာယုံကြည်ကြဖို့ပြောချင်ပါတယ်။နောက်တစ်ရင်တစ်ပုတ်ကတော့ဒါအင်ဒိုနီးရှားနိုင်ငံကအဖြစ်ဆိုးပေါ့နော်။ဒါအင်ဒိုနီးရှားနိုင်ငံမှာဘာသာရေးနဲ့ပတ်သက်ပြီးဝတ်ပြုတဲ့အချိန်မှာယောက်ျားလေးတက်တက်မိန်းကလေးတက်တက်ပေါ့နော်သူတို့အစ္စလာမ်နိုင်ငံတွေဆိုတော့အဲ့လိုဝတ်ပြုနေရင်လည်းကျောင်းထဲမှာပေါ့နော်ကျောင်းဆောင်တစ်ဆောင်ရှိတယ်။အဲ့ဒီကျောင်းဆောင်ကတရားမဝင်သူအထက်မြင့်ဆောင်နေတာ။အဲ့ဒီအောက်မှာကျောင်းသား60ကျော်ဝတ်ပြုနေရင်လည်းကျောင်းဆောင်ပြုကြတာ ဲ60ကျုံလုံးပိတ်မိနေတယ်။ခုချိန်ဒီဒါတည်လားရှင်လားမတည်ရသေးဘူးပေါ့နော်။ဒါလည်းစိတ်မကောင်းစရာပဲဖြစ်ပါတယ်။နောက်တဲ့တင်းဘူကတော့နှထိုးကြီးမှာဒီရက်ပိုင်း PDF တွေအတိတော်တော်ကျန်းနေပါတယ်။အော်တိုဘာလ2ရက်နေ့ညနေပိုင်းမှာလည်းနှထိုးကြီးမျိုးနယ်မှာနေမရှင်းလင်းနေတဲ့အဖွဲ့တွေပေါ့နော်။ PDF အဖွဲ့ဝင် အလောင်း၈လောင်းလက်နက်မျိုးစုံ၆လက်နဲ့ခရရနဲ့ဆက်ဆက်ပစ္စည်းတွေဒိစီရမိခဲ့တယ်လို့သိရပါတယ်။ဆိုတော့နောက်ဆုံးတဲ့တင်းဘူအနေနဲ့ချွေဘူမှာ PDF တွေက လက်လုံးရှော့တိုက်တုံးနဲ့ပြစ်လို့ကိုရင်၃ပါးပြန်လုံတော်မူပြီးတော့ကိုရင်၈ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ခြေပုံမျိုးနဲ့ခြေပါတောင်ရွာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီလိုလုံရက်မျိုးတွေကတော့ဒီလိုလက်တဲ့ဆန်းတဲ့လုံရက်မျိုးတွေကတော့ရုံမှာရိုင်းဆိုင်တဲ့လုံရက်မျိုးတွေကတော့ကျွန်တော်တို့အနေနဲ့ရှုတ်ချပါတယ်။ဘာမှကိုကိုယ်တိုင်လဲကြွကျင်မှုမရှိဘဲနဲ့ဒီလက်လုံးစိန်ပြောင်းတွေလုပ်တယ်ပြီးရင်ကြကြင်ရကြဆိုပြီးလိုက်ပစ်ထည့်နေတဲ့ဒီအကြမ်းဖက်သမားတွေကိုနိုင်ငံတကာသိအောင်ဝိုင်းဝန်းဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ ဆိုဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲကျေးဇူးအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့